မင်္ဂလာပါဆရာနဲ့တစ်ခေါက်ပြန်တွေ့ကြပြီပေါ့ဒီနေ့တော့ဆရာကစိုးရိမ်တော့ကနဲ့ပူပန်ကြောင်းချမှုဆိုတဲ့ခေါင်းစဉ်လေးကိုဆွေးနွေးချင်ပါတယ်အဲဒီခေါင်းစဉ်လေးကလည်းဘယ်ရရလဲဆိုတော့ထုံးစံအတိုင်းပါပဲဆရာဖတ်နေကြရွှေ note application ထဲမှာ Elbus Elix ဆိုတဲ့စာရေးဆရာတယောက်ရေးထားတဲ့စာအုပ်ကလေးကိုဖတ်ပြီးတော့စိုးရိမ်တော့ကနဲ့ပူပန်ကြောင်းချမှုအကြောင်းလေးကိုဆရာဝေငှချင်တာပါ Elbus Elix ကတော့တဲ့စိတ်ပညာရှင်တယောက်ဖြစ်ပါတယ်သူဟာ ကုသရေးလောကမှာနှစ်ပေါင်း60ကျော်တော့အတွေ့အကြုံရှိခဲ့တဲ့ဆရာကြီးတပါးပါအဲ့လိုအတွေ့အကြုံရှိခဲ့တဲ့အပြင်ကို လူနာပေါင်းတထောင်ခွဲလောက်ကိုလေစိုးရင်ပူပန်မှုဝေဒနာကနေရော့သွားအောင်ကုညီဆောင်ရွက်ခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့်ကြော်ကြားတဲ့စိတ်ပညာရှင်တဦးလို့ဆရာကပြောပြရစေ။ Airbus ကဘာသွားကြီးလဲဆိုတော့သူကစာအုပ်ထဲမှာစိုးရင်တောကကိုရှာလို့နားလေစီဘူးနဲ့စိုးရင်တောကကကိုယ့်ကို control မလုပ်ခင်မှာ ကိုကစိုးရင်တော့ကောက်ကို control ပြန်လုပ်ဖို့အတွက်လမ်းညွှန်လာတဲ့စာအုပ်ကလေးပါဆရာတော်သိတဲ့ဘောကြတာပဲစိုးရင်တော့ကဆိုတာဟာဖြစ်ရက်တစ်ခုကြောင့်ဖြစ်နေတာမျိုးမဟုတ်ပဲနဲ့အဲဒီဖြစ်ရက်ကကိုကိုဘလို့အတိတ်ပဲဖွင့်လိုက်တယ်လေကိုကို၌ကိုကအဲဒီဖြစ်ရက်ကိုဘလို့အတိတ်ပဲဖွင့်လိုက်တယ်လဲဆိုရဲအပေါ်မှာပဲမူတည်ပြီးတော့စတင်စိုးရိမ်စိတ်ဝင်လာတယ်လို့ Alice ကပြောပါတယ်ဇလုံးငယ်ငယ်တုန်းကဆိုရင်တိတ်ရီရတယ် လူသေးတော်ကြီးတင်တဲ့အဲနာယေးကာကြီးတွေပေါ့နော်အခုတို့တတ်တတ်ရရခန်းခန်းနာနာလည်းမဟုတ်ပါအဲ့ခေတ်ကတော့နာယေးကာကြီးတွေ့လို့ရှိရင်ချောက်ဆိုအရန်ကြောက်တယ်ဟာ unlucky ပဲဆိုစိတ်ဆိုးရိမ်တတ်တယ်နောက်တငယ်ချင်းတယောက်ကတော့မိုက်တယ်အဲ့ကာကြီးကိုတွေ့တာနဲ့သူပတ်ဆံကိုအဲ့ကိုလက်နဲ့ပုတ်တယ်ဟာ lucky ပဲဟိဝင်ငွေဝင်သွားပြီဖြစ်နေတဲ့ဖြစ်ပြပုံမှာပဲဆိုးရိမ်တော့ကဖြစ်တဲ့စိတ်တွေဟာလူတွေကိုဒုက္ခပေးတာပဲဖြစ်ပါတယ်ဒါကြောင့်ဆိုရင်တော့ကဆိုရာဟာဖြစ်ရတဲ့ခုကြောင့် ဖြစ်နေတာမဟုတ်ပါဘူးတဲ့အဲ့ဒီဖြစ်ရက်ကိုပဲကိုကဘလို့အဓိပ္ပာယ်ဖွင့်လိုက်တယ်လေပြီးတော့ကိုကပဲစပြီးစိုးရင်လာတာဖြစ်ပါတယ်လို့ပြောပါတယ်တကယ်တော့စိုးရင်တော့ကဆိုတာနေရာတကာမှာရှိတယ်လေဗျဘာဖြစ်လို့လဲဆိုတော့လူတွေရှိနေရင်စိုးရင်တော့ကရှိနေမှာပဲတဲ့ဇာတ်လူသားတွေဟာနေ့စဉ်ဘဝမှာ ပေါင်းတင်ဆက်ဆံရေးလူရှိသူရှိထွက်ပြီးတော့စကားစမြည်ပြောရမယ့်အရေးအချစ်ရေးပညာရေးငွေရေးကြေးရေးကစားလို့အလုတ်ကန်ရရှိရေးအပါဝင်တိုင်းရေးပြည်ရေးကပအရေးအထိစိုးရင်တော့ကောက်ကိုမျိုးစုံခန်းစားနေရအခုလက်တလောဆရာတို့တိမာပါငလင်လုံလိုက်တဲ့အတွက်ငလင်လုတ်တဲ့ဒေတာကသူတွေဟာစိုးရင်တော့ကခန်းစားနေရတယ် after ငလင်ပြီးသွားတဲ့အခါမှာလာမဲ့ after shock တွေလည်းရှိတယ်အဲ့ after shock တွေကိုလည်းစိတ်ပူပြီးတော့စိုးရိမ်နေရတယ်ဒါဆိုရန်ကုန်ကသူတွေရောမစိုးရိမ်ဘူးလားရန်ကုန်ကသူတွေလည်းကြောက်ပါတယ်ဒါကြောင့်သတိထားမိလားမသိဘူးငလင်လှုပ်တဲ့နေတုန်းကအပြင်းထန်လှုပ်တဲ့အချိန်မှာမန္တလေးမှာလည်းစိုးရိမ်နေတယ်လို့ရန်ကုန်ကတိုက်ပုံမှာနေတဲ့သူတွေလည်းလက်မပေါ်ထွက်လာကြတယ်ပြောချင်တာကတော့ဆရာတို့ဟာအရေးပေါင်းများစွာကိုစိုးရိမ်စိတ်တွေနဲ့ခံစားနေတတ်ပါတယ်လို့ပြောချင်တာပါတိုးရင်တော့ဖြတ်ခနဲကြည့်လိုက်မယ် ဗျုံနဲ့ကြည့်လိုက်မယ်ဆိုရင်တော့လူတွေကမကောင်းတဲ့ဘက်လိုပဲမြင်ကြတယ်ဆိုရင်တောကတွေဟာစိတ်ကိုအနှောက်ယှက်ပေးတယ်ကြောက်ရွံ့စေတယ်ဘဝတော်ပြတ်စေနိုင်တယ်ဆုံးရှုံးနိုင်တယ်လို့လူတွေကထင်မှတ်ကြတယ်တဲ့ဒါတစ်ဖက်ဆိုင်ကိုကြည့်ကြပါဦးနောက်တစ်ဖက်ဆိုင်ကကြည့်မယ်ဆိုရင်ねဆိုရင်တောကဟာအစိုးရကြီးပဲမဟုတ်ပါဘူးတဲ့ဆိုရင်တောကကြောင့် ကောင်းတဲ့ဟာတွေလည်းဖြစ်လာပါတယ်။ဆိုရင်တော့ကဆိုတာဟာကိုယ်နှလုံးသားထဲမှာ ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာတဲ့အာတီတတွေပေါ်မှာအခြေခံတာပါ။ကိုလိုချင်တာအရန်ကိုပြင်းထန်နေတယ်။အဲ့လိုချင်တာလေးမရမှကြောက်တဲ့အတွက်ဆိုရင်တော့ကဖြစ်တယ်။အဲ့လိုဆရာတို့ဖြစ်တာပါတဲ့။ဒါကြောင့်ဆိုရင်ပူပန်မှုတွေဒလဇက်ဖြစ်လာတယ်။ ်ဥပမာဆိုပါစို့နယ်မြိုလေးတစ်မြို့မှာနေတဲ့ကောင်လေးတစ်ယောက်ဟာအဲ့ဒီနယ်မြိုလေးတစ်မြို့မှာတဆိုင်နေသောစတိုးဆိုင်မှာရှိတဲ့နာယီလေးတစ်လုံးကိုသူလူချင်းတယ်အဲ့နာယီလေးဝယ်ဖို့လဲသူမှပတ်စံမပြည့်တော့ပတ်စံစုနေရတယ်အဲ့နာယီဘိုးမပြည့်ခင်မှာနာယီလေးကိုသူများဝယ်သွားမှာအရန်စိုးရင်တယ်အဲ့သူရဲ့စိုးရင်တော့ကပဲဟုတ်ပြီအဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီနာယီကိုငါဝယ်နိုင်သည်ဖြစ်စေမဝယ်နိုင်သည်ဖြစ်စေသူများဝယ်သွားလဲအရေးမကြီးဘူးရန်ကုန်ကတငယ်ချင်းကိုငါ အကူညီတောင်းပြီးတော့ဒီနိုင်မျိုးရအောင်ရှာခိုင်းမယ်ဆိုတဲ့စိတ်ရှိရင်ခုနကသူနေ့စဉ်ပူပန်နေရတယ်ဆိုရင်တော့ကမျိုးမရှိတော့ပါဘူးတဲ့ဒါဆိုဆိုရင်တော့ကရဲ့ကောင်းကျိုးကဘာလဲဆိုရင်တော့တဲ့ကိုဖြစ်ချင်တာကို ကိုရချင်တာကိုစိုးရိမ်နေတဲ့အတွက်အဲဒီကောင်ကို မရရအောင်အားထုတ်မယ်ဆိုပြီးတော့စိုးရိမ်တော့ကကနေဆရာတို့အားရင်အင်းနေနဲ့ထောက်ပံ့တာကြောင့်ဆရာတို့ဟာ ီဟာကိုအားဆိုင်ပြီးတော့ဖြစ်အောင်လုပ်ပါတော့တယ်။ဒါကြောင့်ဆိုရင်တော့ကဟာအရေးပေါ်အခြေအနေဒီမှာအသက်ရှင်သန်နိုင်စွမ်းကိုပါမြင့်တင်ပေးတာကိုတွေ့ရပါတယ်။အဲ့တော့မကောင်းတဲ့ဆိုရင်တော့ကတွေကတော့တဖက်ဆွန်းရောက်တာပေါ့လေ။ဥပမာတစ်ခုဆရာပြောခြင်းတယ်။လူတယောက်ဟာဆိုရင်တက်တယ်။ဘလို့ဆိုရင်လဲဆိုတော့ကားကလန်းကူးရင်ကားများငါ့ကိုတိုက်မလားဆိုဆိုရင်တက်တယ်။ပုံမှန်ဆိုရင်မှုနော်။အဲ့တော့သူဘာလုပ်လဲ။ဆိုရင်နဲ့အတွက်ကောင်းကျိုးရတယ်။ဘလို့ကောင်းကျိုးရလဲ။ သူမော်တော်ကားလန်ကူဖို့အတွက်မီးပွိုင်းကကူပါတယ်။ငင်းချကကူပါတယ်။မော်တော်ကားရှစ်မှကူပါတယ်။အဲတော့ရင်းအန်တရေနဲ့ကင်းဝေးစွာသူ့ကိုယ်သူ safety ဖြစ်ပါတယ်။ because of ဆိုရင်ကြောင်းကြမှုဆိုရင်ကြောင်းကြမှုကြောင့် သူ့ကိုယ်သူလုံခြုံသွားတာဒါပုံမှန်တော့မဟုတ်ဘူးအဲ့ဒီလူမျိုးမဟုတ်ပဲနဲ့အစွန်းရောက်လုံးနဲ့စိုးရင်ကြောင်းကြောင်းမှုဖြစ်တဲ့သူဆိုရင်တော့အဲ့ abnormal ဖြစ်နေပြီသူကဘလို့လဲဆိုတော့လူတီထက်ပို၍စိုးရင်နေတာအဲ့လိုစိုးရင်နေတော့ခုနဥပမာပဲပြပြောပြချင်ပါတယ်အဲ့ဥပမာအရဆိုရင်တော့ဟာကားတိုက်မှာကြောက်တယ်အဲ့တော့ကားတိုက်မှာကြောက်တဲ့အတွက် ကားတစီးရများဘရိတ်ပေါက်ပြီးငါ့ကိုဝင်တိုက်မလားငါပလက်ဖောင်းမှာရက်နေလဲကားကြီးကငါ့ကိုအချိန်လုံပြီးတော့တိုက်နိုင်တာပဲမှတ်တိုင်မှာရက်နေလဲကားကြီးကဝင်လာမှာလားငါတေဝါနိုင်တယ်ဆိုပြီးတော့ သူ့ကိုသူဘယ်နေရာမှာယက်တီရမှမသိရဆိုရင်မှုတွေနဲ့ဖြစ်ပြီးတော့ကားဟွန်းတန်ကြတာနဲ့အယမ်းလန့်သွားတာကား break out တဲ့အတန်ကြတာနဲ့ချွေးစည်းတွေထွက်လာတာမျိုးတော့ဖြစ်ပြီးတော့မော်တော်ကားလမ်းကိုအတင်းဖြတ်ကူးတာမော်တော်ကားနဲ့သူနဲ့ထုတ်စည်းတိုးသလိုဟိုဘက်ဒီဘက်ဖြစ်နေတာမျိုးတွေနဲ့သူ့ရဲ့ဆိုရင်တော့ကကြောင့်သူဟာဒုက္ခရောက်တတ်တာမျိုးတွေလည်းကြုံရတတ်ပါလေတဲ့။ဒါကြောင့်တဲ့ဆရာတို့အနေနဲ့ဆိုရင်တော့ကဆိုတာကို လိမ္မာပါနဲ့စွာဂင်တွေတက်ဖို့လိုပါလေတဲ့။ နီးလန်းကြတဲ့ဆိုရင်ပူပန်မှုကတော့တဲ့ကို့အတွက်အကျိုးရှိစီတယ်ဘလို့နီးလန်းကြတဲ့ဆိုရင်ပူပန်မှုလေနီးလန်းမကြတဲ့ဆိုရင်ပူပန်မှုလေဆိုတော့ရှားသိဖို့လိုတယ်ဘလို့နီးလန်းကြတဲ့ဆိုရင်ပူပန်မှုလေဆိုရင်တော့တဲ့မကောင်းတဲ့ဆိုရင်တော့ကတွေဟာ ို့ဘဝကြီးကိုထိမ့်ချုပ်သွားမှာသူကထိမ့်ချုပ်တဲ့အတွက်ငါဟာမကောင်းတဲ့ကိစ္စတွေနဲ့ပဲအထိမ့်ချုပ်ခံဖြစ်နေပါဆိုပြီးတော့အမြဲတမ်းတွေးတဲ့သူတွေဟာပိုပင်မှန်းပါတယ်။ဒါကြောင့်နီးလန်းမကြတဲ့စိုးရိမ်တော့ကကိုလိလာကြည့်တဲ့အခါမှာအဓိကချတဲ့အချက်၃ချက်ကိုစာရေးဆရာကရေးပြသွားပါတယ်ဖော်ပြသွားပါတယ်။အဲ့ဒီ၃ချက်ကတော့၁အလွန်အကျွံတောင်းဆိုတာ၂အလွန်အကျွံရေဘူးရဆန်ဆန်ကောက်ချက်ချတာနံပါတ်၃ဖြစ်ရတိုင်းကို အဆိုးမြင်နေတာပဲဖြစ်ပါတယ်အဲ့တော့နံပါတ်၁ဖြစ်တဲ့အလွန်အကျွံတောင်းဆိုတာမျိုးဆိုတာက ကိုယ့်ကိုလူတိုင်းကအတိမပြူတာကိုလိုချင်တယ်လုပ်ဖို့ကြိမ်ပတ်တွေကသာမကနေရာတကာမှာကိုယ့်ကိုလူတွေကဦးစားပေးတာကိုလိုချင်တယ်ကိုကမတာမချင်းအရှုံးသမားဖြစ်နေပါပြီဆိုပြီးတော့အစွန်းရောက်နေတဲ့ဟာမျိုးဖြစ်ပါတယ်အဲ့လိုမျိုးဆိုရင်တော့ဆရာတို့အနေနဲ့မအောင်မြင်နိုင်ပါဘူးတိုးရိမ်ပူပန်မှုကိုမတွန်းလှန်နိုင်ပါဘူးဆိုပါစို့အင်တာဗျူးတစ်ခုကိုကသွားဖြေတယ်အဲ့ဒီအင်တာဗျူးမအောင် မောင်လဲမောငါဘာမှအတုံးမကြပါဘူးကွာအဆင်ပြေပါဘူးကွာမတော်ညံ့နေកောင်းပဲကွာဘလို့မှအဆင်ပြေမှာမဟုတ်ပါဘူးလို့တတ်မှတ်လိုက်တာဟာကိုကိုကိုအလွန်အကျွံရေဘူးရဆန်ဆန်တတ်မှတ်ပြီးတော့ကောက်ချက်ချတဲ့အတွက်စိုးရိမ်ပူပန်မှုတွေဟာပိုကြီးမားလာပါတယ်နောက်တစ်ခုကတော့မတမယာတစ်ခုခုဖြစ်နေတိုင်းစိုးဝါနေတဲ့နောက်ဆက်တွဲတွေလာတော့မယ်ဆိုပြီးတော့စိတ်ပူနေတဲ့ဟာမျိုးဟာလေအလွန်အကျွံဖြစ်တတ်တဲ့သဘောတွေဖြစ်ပါတယ် ်မျက်စိတွေရှင်းသွားအောင်ဆရာပြပြမယ်ဆိုပါစို့ကောင်းလေးတယောက်ကကောင်းမလေးတယောက်ကိုတစ်ဖက်သက်ချစ်နေတယ်ဆိုပါစို့အဲ့တော့သူကဒီကောင်းမလေးကဘာမှမတုတ်ပြန်သေးတဲ့အတွက်စိတ်ပူနေတယ်ဟမ်ဘယ်တုတ်ပြန်မလဲ तू မှချစ်တယ်ဆိုတဲ့အကြောင်းအဲ့ကောင်းမလေးကိုပြောမှမပြောတာအဲ့တော့ तू ကမပြောဘဲနဲ့စိတ်ထဲမှာစဉ်းစားတယ်မပြောလိုက်လို့များ तू ငါ့ကိုညင်းလိုက်ရင်ပြဿနာပဲငါလိုချင်တဲ့အဖြေ तू မပေးရင်ဒုက္ခပဲ तू ပြန်မချစ်ရင်ငါစိတ်ညစ်လိုက်တာဒါတော့ သူ့မှာစိတ်ပူနေရတယ်စိုးရိမ်နေရတယ်ပူပန်နေရတယ်အဲ့တော့စိုးရိမ်ပူပန်မှုကိုဖျောက်ဖို့ဆိုရင်တော့လွဲလွယ်လေးပဲငါသည်သူ့ကိုချစ်ခွင့်ရှိတယ်သူ့ကိုငါပြောခွင့်ရှိတယ်တပြိုင်နက်တည်းမှာပဲသူကလည်းငါကိုပြန်ချစ်ခွင့်ရှိတယ်တပြိုင်နက်တည်းမှာပဲသူကလည်းငါ့ကိုငင်းပယ်ပိုင်ခွင့်ရှိတယ်အဲ့ဒီကောင်လက်ခံနိုင်ရဲ့ဆိုရင်ပုံမှန်မှုရှိတော့ဆရာဘုရားမြင်လားမသိဘူး ကိုလိုချင်တဲ့အဖြစ်မရလို့စိတ်ပူနေမယ့်အစားငါလိုချင်တဲ့အဖြစ်မရခဲ့ရင်လေ right ပဲဒါဟာဖြစ်လိဖြစ်တာရှိတာပဲဆိုရဲတပတ်သားအပေါ်မှာပါနားလည်မှုပေးစွမ်းဟာဆိုရင်ပူပတ်မှုကိုရော့ပါစီပါရန်နဲ့ခင်နဲ့ကျတငယ်ချင်းပေါ့လေတငယ်ချင်းဆိုရင်ဆံငယ်ငယ်ပေါ့နော်လူပြိုပေါက်ပေါ်တော့ကပြဆရာအကိုကြီးတောင်းနေခင်တူကမိုက်တယ်ဆိုရင်ပူပန်မှုမရှိအောင်နေတတ်တဲ့ပုဂ္ဂိုလ်လို့ဆရာပြောချက်တယ်။ तू အမျိုးသမီးတယောက်ကိုကြိုက်တယ် ဆရာလူပြူပေါက်ပေါ့ကွာတက်ကူចောင်းသား16 18 19อยู่အကူကတော့20အစိတ်30လောက်ဖြစ်မှာပေါ့အဲ့ဒီအချိန်မှာအကူကလေအဲ့ဒီအမျိုးသမီးကိုသူကြိုက်နေတာဟာဆရာကိုတွေ့တိုင်းရင်ဖွင့်တာအများကြီးပဲဒါပေမဲ့အဲ့ဒီအမကသူကြိုက်နေမှန်းတော့မသိဘူးသူကပြောတယ်ဟာအကူဘာဖြစ်လို့အကူအဲ့လိုကြီးလုပ်နေတာလဲကျွန်တော်သာဆိုရင်တော့သွားပြောမင်းသွားပြောပြီးတော့ကျွန်တော်အချစ်တေကိုပြမယ်ဘာညာလုပ်မယ်မဟုတ်မဟုတ်ဘူးလေညီကြီးတဲ့ ငါသွားပြောလိုက်လို့များသူညင်းလိုက်ရင်ငါပင်ပန်းနေရမယ်ငါခံစားနေရမယ်နေပါစီတော့ငါဘာသာငါတယောက်သေးပဲသူ့ကိုချစ်နေလဲငါအဆင်ပြေပါတယ်ဆိုပြီးတော့အဲ့ဒီကူကအဲ့ဒီအမကို၃နှစ်တိတိနေတိုင်းယုံလိုက်ပို့တယ်သို့တော့အဲ့ဒီအမမသိဘူးဘယ်သိမလဲတက်တိုင်နှစ်တိုင်လောက်အကွာနေသူကနောက်ကနေလိုက်ပြီးတော့အဲ့ဒီမှယုံကားမရနာမရောက်မချင်းလမ်းရှောင်းပြီးအဲ့အမကိုသူလိုက်ပို့တယ်ပေါ့သူ feeling နဲ့သူကသူကျေနပ်တာသူကစိုးရင်တော့မရှိဘူးငါချစ်နေတယ်ပေါ့ တညဆရာစာကြက်နေလို့သူရောက်လာဘိုးတွေကလည်းအရန်ရွာည7နာရီလောက်ကြီးဆရာလည်းစာကြက်နေဟဲ့အောင်ညီညီအောင်ညီညီလို့ဆရာကျိုးဆွဲနို့တော့ဆရာလည်းဟာဘာဖြစ်တာလဲအကိုဆိုတော့ငါနဲ့အဖို့လိုက်ခဲ့သမ်းမှာကွာတဲ့ဟာနည်းနည်းတော့ကြပြဆရာဆိုတော့နည်းနည်းတော့ဟိုအမှုပညာဆန္ဒပဲလားဟိုနူးညံ့တာပဲလားယူတွတ်တာပဲလားဆရာတော့ခေါင်းစဉ်မတက်တတ်ပါဘူးအဲ့တော့ငါလည်းအရန်ချမ်းနေလို့ချစ်သူရဲ့အငွေကိုသွားပြီးတော့လှုံ့ကျင်တယ်ကွာဟာဟုတ်ကွယ်ပဲ အကိုအမကအကိုသိတော့မသိဘူးပဲချစ်မို့ရရမလိုက်ခဲ့ဖော်လိုက်ခဲ့ညာ7နှစ်နိုင်လောက်ကြီးနော်မိုးရလည်းအရန်သေးနေဆရာလည်းထီးနေပေါ့အဲ့နဲ့ဆရာတို့နှစ်ယောက်သွားအဲ့အမရဲ့အိမ်ယူသွားတာအဲ့မအိမ်ကလည်းမြင်းကြီးလမ်းလေးထဲမှာပေါ့လေသွားလည်းသွားရောအဲ့အမအိမ်ကိုနောက်မှလမ်းမီးတိုင်ရှိတယ်လမ်းမီးတိုင်ကမီးထွန်းလာတယ်အဲ့အိမ်ရဲ့အရိတ်ကလမ်းမပေါ်မှာကျတယ်ဒါအဲ့အိမ်အရိတ်ထဲကိုအဲ့ကောဝင်လိုက်ပြီးတော့ဟာအခုကနှွေးသွားတယ်တဲ့ဒါပဲဟာသူဒီ သူကိုသူသူစိုးရင်ပူပန်မှုမရှိအောင်သူနေတယ်ဒီအမဟာအိမ်တော်သာကြွားရတယ်အဲ့ကိုချက်လိုက်မှန်းတော့မသိဘူးအခုချိန်ထိလည်းအဲ့ကိုကလူပြိုကြီးပါအော်ဆရာပြောချင်တဲ့သဘောကစိုးရင်ပူပန်မှုဆိုတာကိုဆရာတို့ဟာတိဆောက်တက်ဖို့လိုပါတယ်လက်ခံတက်ဖို့လိုပါတယ်အစွန်းရောက်ရင်တော့မပြင်းမှန်းပါတဲ့ဒါကြောင့်စာရေးဆရာက endless ကဘာလေးပြောလဲဆိုတော့တဲ့ rational emotive behavior therapy လို့ခေါ်ပါတယ် REBT ကုထုံးလို့သူကပြောပါတယ် REBT ဆိုတဲ့ကုထုံးလေးထဲမှာ ABC ဆိုတာပါတယ် LS ကဘာပြောလဲဆိုတော့ ABC ကိုကြည့်ရအောင် A က adversity ရဲ့အခက်အခဲတွေပေါ့ B ကတော့ belief တဲ့ယုံကြည်မှုတွေပေါ့ C ကတော့ consequence နဲ့ဆရာတို့အကျိုးဆက်ပေါ့အဲ့တော့အခက်အခဲတွေနဲ့ယုံကြည်မှုနဲ့ ီအကျိုးဆက်တွေမှာဘယ်ဟာကအရေးကြီးလဲဆိုတော့အလယ်ကဘီကအရေးကြီးပါလေတဲ့အဲဒီဘီကတော့တဲ့ယုံကြည်တာဦး ခုနဆရာပြောတဲ့ဆရာရဲ့အကိုတငယ်ချင်းမိတ်ဆွေကဗျာဆရာရဲ့ယုံကြည်မှုဟာငါသာငါချစ်နေတယ်ငါချစ်နေတယ်သူ့ကိုအနောက်ကနေဓာတ်တိုင်နှစ်တိုင်ကွာနေနောက်ကနေလိုက်ကြည့်တယ်သူ့ကိုလည်းငါအနောက်ရှက်မပြေဘူးအင်ဒရီမပြတ်အောင်ငါတယောက်ထဲချစ်နေတယ်ငါလွမ်းတဲ့အချိန်မှာသူ့အိမ်အရစ်ကိုမိုးရွာထဲမှာသွားခိုးတယ်သူကျေနပ်နေတယ်သူ့ရဲ့ယုံကြည်မှုဟာသူ့ချစ်ချင်းတရားနဲ့တယောက်ထဲပြည်လည်နေတယ်မှန်တယ်မှားတယ်ဆရာပြောနေတာမဟုတ်ဘူးနော်စိုးရိမ်မှုကိုသူ့မှာပူပန်မှုကိုသူလက်ခံတဲ့ဟာကိုဆရာပြောပြတာပဲဖြစ်ပါတယ် ။ဒါကြောင့်တဲ့အရှိတရားကိုအခြေခံတဲ့ကျိုးချောင်းစင်ကျင်နိုင်တဲ့ဤတွေ လက်တွေ့ကြတဲ့ဤတွေ ਨੇ ကင်တွေ ဖြည့်ရှင်းတာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်သတိထားမှာကငါချစ်ရတဲ့သူကငါ့ကိုကျင်းတေပေါက်ပြန်ချစ်မှလားဆိုတဲ့မျှော်လင့်ချက်ကြီးထားလိုက်ပြီးတော့စိတ်ပူနေမဲ့အစာစိုးရိမ်နေမဲ့အစာငါချစ်တယ်လို့မျိုး သူကပြန်မချစ်လေငါဘလို့ပြင်ဆင်ရမလဲဆိုရဲမေကွန်ထုတ်ပြီးတော့ကိုကိုကိုနေထိုင်နိုင်မယ်ဆိုရင်ယုတ်တိနီးကြတဲ့နီလန်းနေနဲ့ကိုရဲ့စိုးရိမ်မှုတွေပူပန်မှုတွေကိုထိန်းချုပ်နိုင်ရမယ်ဒီလိုဖြစ်ရမယ်ဒီလိုဖြစ်တဲ့နယ်ဆိုပြီးတော့ကျင်းသေးတတ်မှတ်ထားလို့မရဘူးဆိုတော့ကိုလက်ခံနိုင်မယ်ဆိုရင်ဘာမှမဖြစ်သေးတဲ့ အကြောင်းအရာတစ်ခုပေါ်မှာစိုးရိမ်မှုမရှိဘဲနေထိုင်နိုင်ဖို့အတွက်ဆရာကအကြံပေးချင်ပါတယ်။အဲ့ဒီလူမျိုးစဉ်းစားနိုင်ဖို့တွေးတောနိုင်ဖို့ဆိုတာစာဖတ်မှဖြစ်တာပါ။ဒါကြောင့်စာဖတ်ဖို့လေတိုက်တွန်းချင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ဆရာနာမည်ညီညီပါ။ ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။